အားလုံးပဲမိလာပါ။ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့ April 15ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီကရာရီအပိယက်ကြောင်းကျင်းရပေမဲ့ဒီကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်ခဲ့ပြီး17ရက်အတွင်းမှာတင်ဒိုင်းနေပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှု68ကြိမ်ကျူးလွန်ခဲ့တယ်လို့ AUG ကပြောပါရစေ။ ချင်းပြည်ဟာကမြို့266မြို့ဟာကပြည်သူစစ်တုံးအုံလက်နက်ခဲရံတွေနဲ့အတူ CDF ဟာကထံအလင်းဝင်ခဲ့ကြတဲ့တရင်တွေနဲ့အတူအခြားစစ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။စစ်ကောင်စီကယာယီအပိယက်ကြောင့်ကျင်းရပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်ခဲ့ပြီးစစ်တရအတွင်းမှာတင်ဒိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှု68ကြိမ်ကျူးလွန်ခဲ့တယ်လို့ AUG ကပြောပါတယ်။ ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာ UNG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရသူဦးနေဘုံလက်ကစစ်ကောင်စီတပ်ဟာရက်20ကြာရာရည်အပြည့်အကြောင်းဟန်ပြချင်ရခဲ့တဲ့နောက်ပိုင်း Jet Fighter, Paravolta နဲ့ Drone တွေအသုံးပြုပြီးတိုက်ခိုက်မှုစစ်ဆင်မှာပြပြလုပ်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းရက်ဆက်ပြုလုပ်ခဲ့တယ်လို့ပြောပါရယ်။ အချက်လက်တွေအရ April 3ရက်ကနေ April 17ရက်အထိဒိုင်းနယ်ပြည်နယ်ဆက်နှခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်68ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးတေဆုံးခဲ့ရပြီး73ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ UNG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒါပြင်အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် HA 64လုံးစာတင်ကျောင်းလေးကျောင်းဘုန်းကြီးကျောင်း၃ကျောင်းနဲ့ခရီးရန်ဘုရားကျောင်းတစ်ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုရင်ကပေါ်ပြထားပါတယ်။ ဒါကြောင့်ထိုးစစ်ရက်စေးထားတဲ့ကာလတွေမှာလည်းစစ်အုပ်စုကတက်ခတ်မှုတွေဆက်လက်လုပ်နေလို့နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရင်ရန်ရီယာတခုချိုးထောင်စောင့်ကြည့်ဖို့လိုတယ်လို့ UNG ကတိုက်တွန်းထားပါတယ်။ချင်းပြည်မရာဒေတာလိုင်းပြည်မြို့ကဒီသူတွေကိုကာကွယ်ဆောင်ရှောက်ရန်အတွက် CDF မရာလိုင်းပြည်တပ်ရင်းကိုပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF မရာမရာနေကောင်စီကထုတ်ပြန်ပါတယ်။ CDF မရာလိုင်လင်းပီတရင်ကို2021ခုနှစ်မလတုန်းကတပ်ဖွဲ့ဝင်အင်အား189ဦးနဲ့ဖွဲ့စည်းရပ်တည်ခဲ့ပြီးဖြစ်ပေမဲ့တချို့သောဖွဲ့စည်းလူပုဂ္ဂိုလ်တွေရဲ့ဖိအားပေးမှုကြောင့်ရက်ဆိုင်ခဲ့ရတယ်လို့မရာနေကောင်စီက April 15ရက်လက်ရှိမလိုင်လင်းပီမျိုးကပြည်သူတွေပေါ်အကြမ်းဖက်လို့အတင်းအဓမ္မဖိအားပေးခံရနေရတာကြောင့်လိုင်လင်းပီပြည်သူတွေကိုပါခွေရန်ရခိုင်တရင်ကိုပြန်လည်ဖွဲ့စည်းချက်ပေါ် April 17ရက်က ပြုလုပ်တဲ့ကောင်စီရဲ့ကျချရာ ပြုတ်ပြန်လေဖွင့်စည်းလိုက်ပြီးပြန်ချက်မှာဖော်ပြထားပါတယ်။ Mora Data Labeling ပြမျိုးကိုခွေဝင်ပူပေါင်းခွေတွေက2023ခုနှစ်2024ရဲ့နေ့ကစစ်တောင်စီတခွေထံကနေဖြစ်ပါတယ်။နောက်ပိုင်းမှာချင်းရင်တော်ခွေဝင်နဲ့ AA ပူပေါင်းသူစီစဉ်တိုက်ခိုက်လာတာကြောင့် CDF မှာရာနဲ့ CNA တပ်ဖွဲ့တွေကအခြေချင်းတိုက်ပွဲမဖြစ်ပွားလို့ရာကြောင့်ပြန်လည်ဆုတ်ပေးခဲ့ရတာဖြစ်ပါတယ်။ ချင်းပြည်ဟာခမြို့266မြို့ဟာကပြည်သူစစ်တုံးလက်လက်ခဲရဲတွေနဲ့တူ CDF ဟာခထံအလင်းဝင်ခဲ့ကြတယ်လို့သိရပါတယ်။ဟာခမြို့266မြို့ဟာရှိပြည်သူစစ်တုံးဦးဟာစစ်ကောင်စီကိုဆန့်ကျင်ပြီးပြည်သူတို့လာရင်တော့ဥပပေါင်းပါဝင်ရန်လက်လက်ခဲရဲများ MA1 တလက် MA3 တလက်နဲ့ MA11 တလက်တို့နဲ့အတူ April 3ရက်နေ့ကအလင်းဝင်လာခဲ့ကြတယ်လို့ CDF ဟာခကယနေ့ထုတ်ပြန်ပါတယ်။ အလင်းဝင်လာသူတွေကိုနည်းနည်းထွေထွေကြိုဆိုပြီးငွေသားစုခြင်းများချင်းမြင့်တဲ့အပြင်လူချုံတဲ့နေရာရောက်တဲ့အချိန်တောင်းယူဆောင်ရွက်ပေးမယ်လို့လည်းဆိုပါတယ်။ယခု2025ခုနှစ်အတွင်းမှာဟာခမြုပ်ဘောကစစ်ကောင်စီတပ်သားပြည်သူစစ်နဲ့ရဲတပ်ဖွဲ့ဝင်စုစုပေါင်း၁၀ယောက်ကျော်ဟာစစ်တပ်ဟာခတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူပတ်ပြောင်းချင်သူရဲတန်းကြိုဆိုကြောင်းလူချုံတဲ့နေရာရောက်တဲ့အချိန်တွေကစစ်တပ်ဟာခကထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံဖြစ်တဲ့ကိုအလေလာတဲ့အမေရိကန်နိုင်ငံထက်ဆက်မြို့မှာသူဘူဗန်ဥတုံးဟာအဇိုမြို့ကဒူဒိခိုတဲ့ဟိုနီယာကမတော်တဆပြုတ်ကျတေဆုံးခဲ့ရတယ်လို့သိရပါဘူဗန်ဥဇိုနီယာကဒူဒိခိုတဲ့အဇိုမြို့ကအီမာရဟိုညအိခါနေလေကောင်းလေးတန့်ရှုမယ်ဆိုပြီးဒီအခုလိုမတော်တဆဖြစ်သွားတာလို့လည်းသိရပါတယ်အသက်50နှစ်အရွယ်ဘူဗန်ဥဇုံဟာချင်းပြည်နယ်ထန်တလန်မြို့ကသာဖြစ်ပြီးလက်ရှိအမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ် ဘူဗန်အုပ်ချုပ်ဟာအမေရိကန်ရောက်ချင်းလူမျိုးများအတွက်အားကိုးအားထားရတဲ့သူတို့ဦးလည်းဖြစ်ပြီးချင်းလန်းကလပ် USA ကလည်းဒေါ်လာရေးအတွက်ရပုံငွေချဖွေရမှာတက်ဆွမ်းသူဖြစ်တယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံမှာငလျင်ကြောင်အပြက်စီအနည်းဆုံးတန်2သိန်းခွဲကုန်တင်ကား3သိန်း2500စာခန့်အရေးပေါ်ဖိရှားဖို့လိုအပ်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးစီစဉ် UNDP က April 14ရက်နေ့ကထုတ်ပြန်ပါတယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တားကြောင့်အပြည့်စည်ကြီးကြီးမားမားရှိခဲ့ပြီးတန်လေးထူထောင်ရေးအတွက် ုံတွေနဲ့အရေးပါတဲ့အဆောက်အုံတွေချက်ချင်းကျန်းမာရေးဆောက်အုံ128ခုပြင်းထန်ငှက်လက်တန်ခံခဲ့ရပြီးနေပေါင်းတစ်ကောင်ကျော်နဲ့ရုံးအဆောက်အုံတွေနဲ့ပြစ်စီခဲ့သလိုကြီးကတန်ရရသူတွေကိုကျန်းမာရေးထောက်ပံ့မှုအနည်းငယ်သာပေးနိုင်တာကြောင့်ငှက်လျင်တော့ဆက်တွေအရေးပေါ်ဆေးကုသရေးအတွက်စိုးရင်ပူပန်မှုတွေနှစ်တက်လာ UNDP ကဖော်ပြပါတယ်အဒီနှုတ်ခတ်ခဲ့တဲ့ဒေတာတွေမှာခမန်းခြေဆောက်၃ဘာ၆တန်းရှိပြီးအများပြားဟာပြည်ထောင်တဲ့ခန္ဓာရည်ရှိတာတွေ့ရတယ်လို့ဆိုပါတယ် မလင်ပေးတဲ့ပြည်သူတွေဟာကာယနာယာနေရာတွေမှာနေထိုင်နေကြပြီး၄၀ဒီဂရီအပူချိန်နဲ့မူတည်ထမှုတွေရဲ့တန်တွေကိုလည်းဂျုံနေရသလိုလူ၆000ကျော်ယာယီခိုးလုံရနေရာတွေမှာနေထိုင်နေကြပြီးသူတို့နေအိမ်တွေကိုပြန်သွားဖို့အလွန်ကြောက်ရွံ့နေကြကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။မြန်မာနိုင်ငံငလင်ပေးတဲ့ဒေတာတွေမှာပြည်လူထူထောင်ရေးနဲ့ပြည်နေတိဆောက်ရေးတွေအတွက်နိုင်ငံတကာအနေနဲ့အရေးပေါ်အကူအညီတွေအမြန်ပေးကြဖို့ UNDP ကတောင်းဆိုထားပါတယ်။ ဧပြီလ14ရက်နေ့ညနေ6:00နာရီတိရရှိထားတဲ့စီရင်အရာမြန်မာနိုင်ငံမှာနယ်လင်ပေးတင်ကြောင်းတည်ဆုံးသူ3906ဦးတရားရရှိသူ5029ဦးပျောက်ဆုံးသူ130ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားစီယုံခရယူထင်းချိုဒေတာတွေလေကြောင်းနဲ့လက်နက်ကြီးတွေကြောင့်ပြီးခဲ့တဲ့သတင်းသက်ပတ်တွင်အယက်သား၃ဦးတေဆုံးပြီး၂၁ဦးတရားရရှိခဲ့တယ်လို့ခရယူပုံမှန်ကထုတ်ပြန်ပါတယ်။ ောက်ခဲ့တဲ့မလ28ရက်ကနေဧပြီလ10ရက်အထိစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားတွေတေဆုံးပြီးထိခိုက်ကြတာလို့ KNU ရဲ့ဧပြီလ14ရက်ယနေ့ရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တေဆုံးထိခိုက်မှုတွေဟာကရင်ပြည်နယ်မူပြည်နယ်နဲ့ပဲခူးတိုင်းတွေအတွင်းက KNU ထိချုပ်နေနေတွေမှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်ကြောက်ကျင်းနဲ့မုံမြုပ်နေတွေမှာဒရုန်းနဲ့ပုံချတာအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အရက်သားရှိဦးတန်ရန်ရရှိခဲ့တယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ်ဖာပုံနဲ့ကိုကရမြို့နယ်တွင်မှာတော့အစ်သား၃ဦးတိစုံပြီး၁၂ဦးတန်ရရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မွန်ပြည်နယ်ကြောက်ထုံမြို့နယ်မှာလည်းအစ်သား၃ဦးတန်ရရရှိခဲ့တယ်လို့ဆိုပါတယ်။ပြည်သူတွေငလင်တပ်ပြင်းထန်ခံရတဲ့အချိန်မှာစစ်ကောင်စီတပ်ကလူခွင့်ရေးချိုးဖောက်မှုတွေဆက်တိုက်ကျူးလွန်နေတယ်လို့လည်းကရင်ယူကဝေဖန်ပြောဆိုထားပါတယ်။ BOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။